မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအမေရိကန်နေပြီးတော့ဒေါ်နယ်ထရန့်အစိုးရကအဲမြန်မာနှစ်ယောက်ကိုပြန်ပို့မယ်ပေါ့နော်ပြန်ပို့မယ်ဆိုတဲ့ခါကျတော့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရပါလို့ပြောထားတယ် NUG အနေနဲ့လက်ခံတင်တာဗျ။ဘာကြောင့်မို့လို့ NASA ကနေမှအမေရိကန်အစိုးရဆက်သွယ်ပြီးပြန်ပို့ရလဲဆိုတော့ကျွန်တော်အနေနဲ့နည်းနည်းစဉ်းစားကြတယ်ခင်ဗျာ။နည်းနည်းလေးပါနည်းနည်းပါပါလေးဝိုင်းပြီးတော့ဖြည့်ပေးပါအောင်ခင်ဗျာနော်။အဲ့တော့အမေရိကန်ကခုနှစ်ယောက်ပေါ့နော်။အဲသူတို့ဘသူနာမည်တွေတော့ကျွန်တော်မသိရဘူး။သူပြောတော့လဲ NASA ကနေနဲ့ကြိုးဆိုပြီးတော့ကိုလူကိုကိုပြည်သူကိုပြန်ပြီးတော့လက်ခံမယ်လို့ကြားသိရတယ်အဲ့တော့အစိုးရ G2G ကြားထဲမှာဆောင်ရွက်သွားတာဖြစ်တယ် NUG နဲ့ PDF မင်းတို့ကိုမင်းတို့အစိုးရပါ လားဒီ NASA ကကြီးကတရားမဝင်ပါဘူးလို့ပြောထားတဲ့သူတွေဘလောက်အရှက်ရစေတယ်လဲပေါ့နော်အဲ့တော့အဲနိုင်ငံရဲ့ချားမှာရောက်နေသောမြန်မာပြည်သားများအနေနဲ့လည်းအရန်ကြီးအရန်ကြီး NUG နဲ့ PDF ရဲ့ column ဟောလုံးတွေကိုမယုံပါနဲ့ဒီလူများစီအလှကံရမယ်ဟေးဆိုရင်ဘာမစိုးပြောမှာပါပိုက်ဆံရမယ်ဆိုဘာမစိုးပြောမဲ့သူတွေပါနော်အဲ့တော့အခုလက်ရှိအချိန်မှာအမေရိကန်ဆိုရကပြန်ပုတ်မဲ့လူနှစ်ယောက်က NASA ကလက်ခံမယ်။အဲ့တော့ အဒီနေရာမှာကျွန်တော်အနေနဲ့နိုင်ငံရဲ့ချားမှာရှိနေတဲ့အမေရိကတို့ဘာလို့မှနောက်ဆိုလို့ရှိရင်ပို့ပြီးကြက်သွားပါပြီခင်မှာမကောင်းတော့ပါဘူးဆိုလိုချင်တာကလေအမေရိကကိုရောက်သွားကြတယ်နိုင်ငံရဲ့ချားကိုရောက်သွားဟိုတနေ့ကျွန်တော်စီကိုဆွီဒင်ကညီလေးတယောက်စကားပြောတယ်နော်အဲနောက်ထပ်ချွန်းချွန်းနိုင်ငံတွေကလည်းညီလေးစကားပြောတယ်အကိုတဲ့နိုင်ငံရဲ့ချားမှာလက်သုံးချောင်းထောင်လို့ခင်ဗျားတို့အထင်မကြီးနဲ့သိလားအဲ့ဒါဘာမှမဟုတ်ဘူးတဲ့နိုင်ငံရဲ့ချားကိုသူတို့အကြောင်းမျိုးမျိုးကြောင့်လာတယ်တဲ့တချို့အလဲလာတဲ့သူရှိတယ်တဲ့တချို့ ချို့စီးပွားလာလောက်တဲ့သူရှိတယ်ချို့ကြောင်းလာတတ်တဲ့သူရှိတယ်ဒီကောင်တွေကမပြောင်းညင်းတော့ဘူးတဲ့မပြောင်းညင်းတဲ့ခါကျတော့လက်သုံးချောင်းထောင်လို့ရှိရင်နော်လက်သုံးချောင်းထောင်မဲ့ထောက်ပို့လုပ်မဲ့ပူပေါင်းမဲ့ဟိဆိုလို့ရှိရင်နိုင်ငံသားမှာခိုလုံငွင့်ရမယ်အရေးဖြစ်တယ်လေခိုလုံငွင့်ရမယ်ဆိုတဲ့ခါကျတော့အဲ့ဓာတွေကိုအဲ့ဓာတွေအကြောင်းမလို့ဒီကောင်တွေလမ်းမှာဆန္ဒထွက်ပြတာကိုတွေ့တယ်မှတ်လားတဲ့အေးအဲ့ကောင်တွေကတဝက်ချေချော်လောက်ကားတဲ့အာနိုင်ငံသားမှာကြောင်းလာတက်ပြီးတော့မြန်မာပြည်မပြောင်းညင်းတော့တဲ့ကောင်တွေကြီးပဲတဲ့အဲ့ဒါကျွန်တော်လာပြီးရင်ဖွင့်တယ်အဲ့တော့ အဲသူတို့စိတ်ထဲမှာတော့နိုင်ငံခြားကိုရောက်မယ်ရောက်လို့ရှိရင်လက်သုံးချောင်းထောင်ပြီးဓာတ်ပုံရိုက်မယ်အဲ့ဓာတ်ပုံကိုအဲ့ဓာတ်ပုံကိုဒီနိုင်ငံအစိုးရတွေမှာသွားတင်မယ်သွားတင်တဲ့ခါကျလို့ရှိရင်မြန်မာနိုင်ငံကိုပြန်မှုမရတော့ပါဘူးဆိုပြီးတော့အဲဒါခလုံးငွေရမယ်ပေါ့နော်အဲအဲ့ဒီအကြံစီနဲ့လောက်တာအဲ့ဒါတွေကပုံများတယ်ကိုတဲ့လားလုံးဝထင်မကြီးနေတဲ့ဒါတွေကြီးပဲဒါတွေကြီးပဲအကြံဖန်ကြီးပဲအဲ့တော့အဲ့တော့အခုဒေါ်နယ်ထရန့်လက်ထက်လည်းရောက်လည်းရောက်အဲ့လိုလူမျိုးတွေအကုန်လုံးအကုန်လုံးအခုပြန်ရောက်ဖို့ရှိရနော်ကြက်ကြက်တရီထားပါအဲ့တော့နိုင်ငံရဲ့ချားမှာရောက်တယ်အဲကျွန်တော်တို့ အဲဒီလိုမျိုးပေါ့လက်သုံးချောင်းသွားထောင်တယ်ဓာတ်ပုံအရိုက်ခံတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထောက်ထားခိုင်လုံသွားပြီဆိုပြီးတော့ဟလာခိုလုံဝင်ရပြီဆိုပြီးတော့ကုတ်ကုတ်ကိုအရန်ကြီးမယုံကြည်လိုက်နဲ့အောင်အဲ့ဒါမှမီးရဲနှခါနာဖြစ်မဲ့အတိုင်းဒါလေးရှိရနော်ဒီလိုမျိုးအဲဒီလိုမျိုးလှုပ်တဲ့အကွက်တွေကဒီနိုင်ငံအစိုးရတွေကလည်းယိုးနေပြီလို့ပြောလို့ရတယ်အဲ့ဒါကြောင့်မလို့အဲသတိထားပါနော်သတိထားပါအခုအထိုင်းနိုင်ငံကိုရောက်တဲ့တချို့ဆိုလို့ရှိရင် NUG နဲ့ပတ်သက်လိုက်တယ်ဗျာ NUG နဲ့ပတ်သက်ပြီး NUG ကလက်ခံလိုက်ပြီဟေးဆိုလို့ရှိရင် NUG ရဲ့ထောက်ခံစာနဲ့ တော်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့တဲ့နိုင်ငံကြီးခလုံးဝင်ရှောက်ကျင်တဲ့ဟေးဆိုရင် NUG ရဲ့ဒီဘယ်လိုခေါ်မလဲလက်မှတ်ပါမှာရှောက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေရှိလာပြီအဲ့တော့ NUG ကဒုက္ခသည်ဆိုင်ရာပေါ့နော်နိုင်ငံရဲ့ချားမှာခလုံးဝင်အောင်မှာလက်ဝဲကြီးအုပ်ထားတာအဲ့တော့အနောက်နိုင်ငံတွေမှာလည်းအခုအမေရိကန်နိုင်ငံမျိုးကလက်ဝဲကြီးအုပ်ထားတယ်သို့ပါတော့လည်းပဲကြက်ကြက်သတိထားပါခင်ဗျားတို့ဒါဟာခစ်မကောင်းတော့ပါဘူးနော်ခစ်မကောင်းတဲ့အတွက်ကြောင့်မလို့ရှေ့လျှောက်အများကြီးအများကြီးအခက်အခဲတွေ့ဖို့ရှိရငါညီမငါညီမများနော်အဲ့တော့နိုင်ငံရဲ့ချားရောက်ပြီးဟေးဆိုလို့ရှိရင် ဲဘယ်လိုခေါ်မလဲဆိုတော့ရှင်နိုင်ငံရေးသမားနဲ့ပေါင်းပြီးတော့နော်နိုင်ငံရေးခလုံးကြီးလေးရမယ်လို့တော့မထင်လိုက်နဲ့နော်အဲဘယ်လိုခေါ်မလဲနိုင်ငံတိုင်းမှာအစိုးရတိုင်းအစိုးရတွေကအခု Trump အမေရိကန်မှာအဲ့လိုမျိုးပေါ့ဟိုသူတို့ American ဥစားပေးဝါဒနဲ့တက်လာသလိုပဲတခြားနိုင်ငံတွေမှာလည်းဒီလိုမျိုးသူတို့လူမျိုးဥစားပေးဆိုတဲ့အမျိုးသားရေးအုပ်စုတွေနော်မျိုးသားရေးအုပ်စုတွေခေါင်းထောင်လာပြီဖြစ်တယ်เนาะအဲ့တော့ liberal သမားတွေအခုတစ်ဖက်နေနေတိုင်းတာမှာရှိတယ်ဥပမာဖြစ်ကျွန်တော်တို့ဖင်လန်နိုင်ငံဆိုလို့ရှိရင်အဲ့ဒီလိုပဲ အာတကယ်ဒီပရိုဂရမ်ဆိုလို့ရှိရင်အမျိုးသားရေးအုပ်စုတွေเนาะသူတို့ဘက်ကမျိုးသားရေးအုပ်စုတွေကောင်းထောင်လာတဲ့အတွက်ကြောင့်မို့လို့เนาะသူတို့စီမှာအဲနိုင်ငံသားတွေအတွက်အရန်ကိုကြက်တဲသွားတာတွေရှိတယ်နိုင်ငံသားနိုင်ငံရေးခလုံးငွေကနေစပြီးတော့နိုင်ငံသားရှောင်းမှုတွေကအစပြီးလို့ရှိရင်နေထိုင်ခွင့်တွေကအစလုံးဝကြက်သွားတာတွေရှိတယ်နိုင်ငံတိုင်းလိုလိုမှာเนาะဂျာမနီမှာလည်းဒီလိုဒီလိုအဖွဲ့အစည်းတွေကောင်းထောင်လာတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တော့ခစ်မကောင်းဘူးညီကုံမ ညာငန်းကြီးများငန်းညမများเนาะအဲ့ဒါလေးကျွန်တော်အကြံပေးချင်တာပါဟုတ်လားအဲ့တော့အဲအခုပြန်မြန်မာနိုင်ငံကပြန်လက်ခံမဲ့เนาะဟိုဒေါ်နယ်ထရန့်ပြန်မောင်းထုတ်လိုက်လို့เนาะအဲ့ဒီပြန်ပို့လို့ပြန်ရောက်လာမဲ့၂ယောက်ကိုလည်းနိုင်ငံတော်အစိုးရအနေနဲ့ပါမပေါ့နော်ဟိုဖြည့်ဆွက်ရေးယူခြင်းနေမရှိဘဲနဲ့เนาะလက်ခံမလိုက်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်နေเนาะဘလုံးဝကိုဟို ဒုက္ခမရောက်စေခြင်းပါဘူးခင်ဗျာเนาะအဲ့ဒါကဒါအဲပြောချင်တာလေးနောက်ဆုံးတစ်ခုအနေနဲ့ပြောပြမယ်အဲ့ဒါကဘာလဲဆိုရှင်ဗမောမှာဗမောမှာပေါ့เนาะဒီ PDF တွေတော်တော်များများကြာဆုံးကုန်တာပို့စုပတ်ဆက်ပဲ KIA တွေလည်းကြာဆုံးကုန်တာပို့စုပတ်ဆက်ပဲအဲ့ဒီအတွက်ကြောင့်မို့လို့ဗမောကလုံးဝငြိမ်နေတယ်အားဖြည့်လိုက်ပြန်လာလိုက်ကုန်သွားလိုက်အားဖြည့်လိုက်ပြန်လာလိုက်ကုန်သွားလိုက်အတီးတီးအလီလီလာနေတာပါအဲ့တော့ဘာလို့လဲပဲ အခုတော့လုံးဝငြိမ်နေရတဲ့အတိုင်းအတာမျိုးတွေရှိလာပြီအဲ့တော့ PDF တွေအနေနဲ့ကလည်းဗမော်ဟိဆိုတတော်ကိုမုံပါတယ်ဗမော်တော့မဟုတ်တော့တော့အခုဆိုညကြီးနာသားဆိုတတော်ကိုမုံနေတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးပေါ့သူတို့ရဲ့ထိုးစစ်တွေတိုက်စစ်တွေမအောင်မြင်ရခြင်းအပြည်သူလူထုကသူတို့ကိုလက်မခံလို့ဆိုတော့သူတို့တိသွားတယ်တိတဲ့အတွက်ကြောင့်မို့လို့ PDF တွေကဗမော်သားဆိုတတော်ကိုမုံနေတယ်အဲ့တော့စကိုင်းမှာရှိနေတော့ဟဲ့စကိုင်းမှာရှိနေတော့ဒီ PDF တွေက တို့ကချင်ပြည်နယ်ကနေလာလဲမဲ့သွားမဲ့သူတွေအကုန်လုံးကိုပြဿနာရှာပါတယ်တဲ့နော်မှတ်ပုံလေးကိုဆက်လိုက်တယ်တဲ့တင်းမြင်းဆောင်ပေါ့ဥပမာပြည့်ဒီမြကြီးနာတို့ကျွန်တော်ကချင်ပြည်နယ်ကသားတွေဟိဆိုလို့ရှိရင်ပြဿနာအမျိုးမျိုးရှာတယ်တဲ့ဖမ်းတယ်စီးတယ်အနိုင်ကျင့်တယ်တဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ငါတို့ PDF တွေအများကြီးဗမော်မှာအသက်ပေးဆက်လိုက်ရမင်းတို့တွေကြောင့်ဆိုပြီးတော့တဲ့နော်အဲ့တော့ဗမော်ဟို PDF ကတတော်ကိုစိတ်နာနေပါပြီအဲ့နောက်ထပ်ကျွန်တော်မြေပြင်ဆက်လက်ကြားသိရတာလေဗမော်မှာခိုးအောင်းနေတဲ့ PDF တွေခင်ဗျာမာလဲလေငတ်ပြတ်ဆေးရဆေးချပြီးတော့တို့ကစစ်တိုက်ရတာဟုတ်ဆေးမရှိတဲ့ခါကျတော့အခုတော်တော်ကြီးကိုဒုက္ခရောက်နေကိုကြားသိရတယ်မြင်းပြင်းသတင်းရင်းမျိုးကိုဆက်လက်ပြီးစုံစမ်းကြည့်တဲ့ခါမှာနော်တချို့အရှင်မိတဲ့ PDF တွေရှိတယ်အဲ့ PDF တွေဆိုရင်ကိုတော်မဟိုဘာမှမလုပ်ဘဲနဲ့သူ့ဟာသူသူ့ဟာသူဘဝဆုံးမဲ့အခြေအနေမျိုးတွေရှိတယ်ဟိုကမူရစီရလည်းမရတော့မူရစီမရတဲ့ခါကျတော့တို့မှာဆေးကိုသုံးနေတဲ့နည်းပဲရှိတယ်တဲ့နော်တို့ရဲ့ဒီနှစ်ထင်းနဲ့အသွေးကြောတွေကိုလေပိတ်ထားတဲ့ပုံပုံပြီးတော့ ီသူတို့ဆေးတွေကိုဆေးကတ်တယ်လို့ပြောတယ်အဲ့လိုမျိုးပဲသူတို့သုံးနေရတယ်ပေါ့နော်ဒါကအခုပတ်မောမှာ PDF တွေဖြစ်နေတဲ့အခြေအနေပေါ့နော် နောက်တနည်းကဘာလဲဆိုတော့လေသူတို့ကဆေးတွေချရတယ်မလားဆေးတွေချရတဲ့ခါကျတော့အဲ့ဆေးကိုဆေးကလည်းထပ်မရတော့ဆေးပြိုင်လည်းတိမ်မဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့ဘာတွေလုပ်လဲဆိုလို့ရှိရင်သူတို့အိမ်သာတက်တဲ့ခါကျမစင်သိတယ်ပါအဲ့ဒီမစင်ကိုရေဖြိုပြီးတော့သူ့ရဲ့ပြန်ထိုးထည့်တယ်ဗျာသူ့ရဲ့ပြန်ထိုးထည့်တယ်အဲ့တချို့ဆိုလို့ရှိရင်အဲ့ဒါကိုပြန်ပြီးတော့ဗောနော်ဟို ဒီဆေးကိုပြန်ပြီးတော့ဘာကြောင့်ဆိုတော့ဆေးအဲ့တော့အကြောင်းမို့လဲဟုတ်ပါတယ်နော်ကျွန်တော်တို့မူရစ်ဆေးပိုင်ဆေးမြောက်ကြုံမှုရမလားဘလောက်ကြီးပဲစီးစစ်တယ်အဲ့လိုစီးတွေပိုင်ဆက်လာလို့ရှိရင်တန်းပေါ်တာပဲလေအဲ့လိုပဲအဲ့ဒီစီးနဲ့ဒီမက်ဆင်မာကအာနိသင်ရှိတယ်ဆိုတော့ကြောင့်အဲ့ဆေးကိုပြန်ပြီးတော့သုံးတဲ့အခြေအနေမျိုးတွေဒီဒီ PDF တွေဒုက္ခရောက်နေဆေးကြောင်နေတဲ့ပုံစံမျိုးတွေဒီရှိနေပြီအဲ့တော့ဘမောနဲ့ပတ်သက်လာရင် PDF တွေတတော်ကိုမုံကြမှာပါနော်တတော်ကြီးကိုဒုက္ခရောက်နေကြပါပြီဟုတ်ပါပြီအဲ့ကျွန်တော်ဒီနေ့ အဓိကအထားပြီးပြောချင်တာကညောင်ကျိုးရွာလေးပြာကျသွားပြီးစိတ်မကောင်းစရာပဲเนาะအဲ့တော့ PDF ဒီ AA အုပ်စုတွေအနေနဲ့ညောင်ကျိုးရွာကိုဖျက်ဆီးခဲ့ပါပြီအခုချိန်မှာဒီနေ့အချိန်မှာတော့လုံးဝကျွန်တော်တို့ထိတွေ့မှုမြေပြင်ထိတွေ့မှုမရှိဘူး drone တွေနဲ့သူပြစ်ကိုပြစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ခိုင်ဒုက္ခလူလိန်ဘဝမလွတ်သေးပါဘူးသူလည်းလွတ်ချင်နေပါပြီเนาะကြိုးစားဖို့လေလွတ်ချင်တော့လေเนาะအဲ့တော့ဒါကညောင်ကျိုးအချိန်နေ AA စစ်စစ်ပဲရှိနေပါသေးတယ်เนาะ မနေ့ကတော့တတော်ကြီးရုံးကန်လာပါတတော်ကြီးရုံးကန်တဲ့အခြေအနေဖြစ်တယ်နော်အဲ့တော့စစ်တွေအခြေအနေလည်းကျွန်တော်ပြပြပြီးသွားပါပြီတလုံးလာရင်10လုံးပြန်ပြစ်ပါတယ်အနားမှာမရှိလို့တော့မှဟိုဘက်မြို့တွေထိလန့်ပြစ်ပါတယ်နော်အဝေးကြီးမှာရှိနေမြို့တွေထိစစ်တွေကလန့်ပြစ်ပါတယ်အဲ့တော့စစ်တွေအခြေအနေဘာမှထိပွထိတွေ့တိုက်ပွဲမရှိဘူးသူတို့အေအေကတော့တိုက်နေပါပြီဘာညာပြီးကအော်နာဘာမှမမအစ်စ်တွေအေးစေးပါပဲကျွန်တော်တို့ကြောက်ဖြူ အခြေအနေလည်းကျွန်တော်ပြောထားပြတော့ပါပြီကြောက်ပြအခြေအနေ32ကိုကြော်ဖို့နေရ32နာကတ်ဖို့မပြောနဲ့32ကထွက်ထွက်ပြီးရှင်းနေနေပြီနော်ထွက်ပြီးတော့ရှင်းရှင်းဖို့အခြေအနေရှိတယ်နော်အဲ့တော့32ကိုကြော်မှတညဘူရီကိုသွားဖို့နောက်တဲ့9မိုင်လောက်ထပ်သွားအောင်မှာနော်အဲ့တော့တညဘူရီတညဝီနားရောက်နေတော့ပျာဖြစ်ဖို့ပဲရှိတယ်ကျွန်တော်ကြောက်ပြပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါကျတော့ကိုင်းမြင်နေကြီးပဲအဲ့တော့အခြေအနေအေးအေးနေနဲ့ကောင်းနိုင်မှာမဟုတ်ပါဘူး